အမှုပညာဝါသနာပါလုံးအားကြီးလို့တို့ပြန်ထိမ့်ထိမ့်နေရတော့ဗောတမဟိုဟာအဲ့ဒါဟိုရမ်းမလုပ်ရသေးဘူးစာစာဝဲဦးစားပေးရမယ်ဆိုတော့အိမ်မှာဆိုလဲအတို့တရှင်းစုဖို့တော့ကိုပေါက်လေးဝယ်ပေးထားရတယ်အရှင်းနေကြတယ်ဖဲဆောင်တန်းတန်းကိုတို့ဆိုတတ်တယ်ငယ်မှာလေးဆိုတော့ကရတာရမ်းဝါသနာပါအခုတော့မှကာလေကိုတို့ကြောင်းပိတ်ရက်နဲ့ကိုယ်ပေါ်နေတိုင်းလို့ကျတို့လိုက်လိုက်ပြီးတော့အဲကတယ်လေဆိုကျင်တာတွေကကျင်ခွန်ကျင်တာတွေတော့တို့စိတ်ထဲမှာပါနေပြီးအမှုပညာကတော့ဝါသနာပါနေပြီဖြစ်တယ် ဒါကတော့သမီးအကြီးပေါ့ဒါရွှေဒီဖိုးသေးအငယ်လေးကတော့ဂွေဒီဖိုးသေးသူကတွားကြည့်နေဂွေဒီဖိုးသေးဒါကတော့အမျိုးသမီးအောင်လန်ဇာတိပေါ့သူကတော့မဆာနီသေးအမေညာရမအပြင်ရပါပြင်ရမှာစွမ်းစွမ်းလာချင်းနဲ့အကူနဲ့ညားသွားတယ် ဆရာကောင်းတယ်ပေါ့ဆရာကောင်းတဲ့တိုင်ပြီးတော့အရင်လေးထဲ့မယ်ပေါ့နော်ထဲ့မယ်ဆိုတော့အဲ့မှာအဲ့ဒါဆိုလို့ရှိရင်ထူးခြားလေးဖြစ်သွားအောင်ကလေးတွေလည်းအဆင်ပြေသွားအောင်အမျိုးသမီးလေးတွေပဲကျွန်တော်ထူးခြားပြီးတော့လုပ်လိုက်ကြမယ်ဆိုတော့ဆရာလုပ်ပါတဲ့ကိုယ်စဲကောင်းတယ်လုပ်ပါဆိုတာနဲ့သမီးရောတော့မင်းသမီးပါတယ်ကျန်တဲ့ကျန်တဲ့ကလေးတွေကြတော့လူရှင်တော်အဖြစ်နဲ့ကိုယ်တို့ကိုပြင်ကြပြလိုက်တာပေါ့ ငါပထမဆုံးတော့မဟုတ်ဘူး။အဲကျောင်းစုံကြီးပွဲတိုင်းမှာတော့ကပါပြစ်တယ်။မီမီကမီမီကတော့မကဘူးဒီတစ်ခါပဲက။ PD လည်းဖြစ်တယ်။နောက်တစ်ခါလည်းထပ်ကဖို့ဆီနေတယ်။မေဘောဝဲဆိုလို့ရှုံးတာလည်းတို့တည်ပါလေဒီကသူကဘောဝဲဆိုလို့ပြောရင်မြင့်ရှက်တယ်မြင့်ရတယ်ရှက်နေဘယ်လိုပေါ့အမှုပညာဝါသနာပါလုံးအားကြီးလို့သူတို့ပြန်ထိမ့်ထိမ့်နေရတော့ဟိုဟာအဲ့ဒါဟိုရမ်းမလုပ်ရသေးဘူးစာစာကိုပဲဦးစားပေးရမယ်ဆိုပြီးတော့အိမ်မှာဆိုလည်း အတူတရှင်းဆိုဘုတော့ကိုပေါက်လေးဝယ်ပေးထားရတယ်။တရှင်းနေကြက်တယ်။တရှင်းဟိုတရှင်းဆိုလဲဖဲဖောင်တန်းတန်းကိုသူတို့ဆူတတ်တယ်။ငယ်မာလေးဆိုလဲကရတာရမ်းဝန္ဒနာပါ။အခုတော့မှခါလေးကိုတို့ကြောင်းပိတ်ရက်နဲ့ကိုတို့ပွဲနဲ့တိုက်လို့ဆိုသူတို့လိုက်လိုက်ပြီးတော့အဲကရတယ်လေ။ကရဆူတွေပါတယ်ရတယ်ပါညာဘောအဲ့လိုမျိုးတော့ရှိတယ်။အဲအခုတည်းကနေပြီးတော့ကကျင်ခုန်ကျင်တဲ့စိတ်ကတော့ဆူကျင်တာတွေကကျင်ခုန်ကျင်တာတွေတော့သူတို့စိတ်ထဲမှာပါနေပြီးအမှုပညာကတော့ဝါသနာပါနေပြီဖြစ်နေတယ်။ ်73နှစ်ကျော်သွားပြီငါတနက်73နှစ်ကျော်သွား73နှစ်ကျော်သွားပြီတမီးကအခု12နှစ်12နှစ်ဆိုတော့ကိုအင်တော်ကြာပြီတနည်းလောက်ပါ14နှစ်14နှစ်ပါအားလုံးပေါင်းအင်တော်သားတန်း14နှစ်အခုကတော့ဟိုဒီသားသမီးတိုင်းရဲ့ဖခင်နေမိခင်နေလို့ပါပဲအဓိကတော့ဒီသားသမီးတွေအတွက်ပဲရှင်သန်နေရတာလေကို့အတွက်ဆိုတာနေသွားပြီအခုကတော့ကိုကတော့ဟိုဒါကျွေးတစ်ကိုချရတာပေါ့ အခုအမေရလည်းရှိသေးတယ်ဆိုတော့ကျွေးဟောင်းကိုလည်းဆက်ရင်ကျွေးတက်ကိုလည်းချရင်းနေပဲသူတို့ရဲ့ဘဝကိုတိုးတက်အောင်တိုးတက်အောင်မြင်လာတဲ့အထီးကိုပံ့ပိုးပေးဖို့အတွက်ကိုဟိုဖြတ်တန်းတယ်နောက်ပြီးတော့အမေဆိုလည်းအမေကိုစကြမ်းတောင်းထားပြီးတော့ဘလို့ဖြစ်ချင်တာလဲအမေကိုလည်းဖြည့်ဆည်းပေးတယ်ပေါ့အဓိကကတော့ဒီသမီးတွေပညာတကြီးဖြစ်သွားအောင်နောက်ပြီးတော့သူတို့ဝါသနာပါရပါလေအဓိကသူတို့ဘဝမှာပြည့်ပြည့်စုံစုံနဲ့ဘာကောင်းမှုဘလို့ဖြတ်တန်းရမလဲဆိုတာပြည့်ပြည့်စုံစုံဖြတ်တန်းမှုအတွက်ကိုဟိုတော့အခုချိန်မှာစူးစမ်းနေတာစူးစမ်းဖြတ်တန်းနေတာပေါ့ ဟိုအမှုပညာလည်းလုံရင်းနဲ့အိမ်မှာလက်စစ်ပစ္စည်းဆိုင်လေးလည်းဖွင့်ထားတာပေါ့အဲဘာဖြစ်အမှုပညာအလုပ်လည်းလုပ်လို့ရှိရင်လည်းစီးပွားရေးဖြစ်ပေါ့အခုအမှုပညာလုပ်ခဏနားတဲ့ခါမှလည်းအိမ်မှာလည်းအိမ်ဆိုင်ပုံစံမျိုးလေးပေါ့တစ်ခုမို့တစ်ခုကတော့အဲ့လိုမျိုးလေးစ조사ရှာဖွေရနေပေါ့ဘာဖြစ်လို့ဆိုတော့ဘိုးတော့ဟိုဒီចောင်းចောင်းတက်ပြီဆိုတဲ့ចောင်းသားဈေးတွေရှိပြီလေအဲ့တော့အများနဲ့ထွက်ငွေတွေပဲသွားနေရဆိုတော့ဝင်ဝင်မရှိလို့အဆင်မပြေဘူးအဲ့တော့ဝင်ဝင်ရှိမဲ့ဟိုလမ်းတွေကိုပဲလိုက်ရှာဖွေရင်းတယ်ပဲဟိုဖြတ်တန်းနေရတာပေါ့ အခုချိန်ထိကတော့လိမ်မာတဲ့လိမ်မာတဲ့သမီးလေးတွေပါ။ဘာလို့ဆိုတော့အိမ်မှာဟိုအခုချိန်တည်းကအဖေမေဘောတိတက်ပါတယ်။အဲသူတို့ဟိုသူတို့ဆိုအခုချိန်မှာအဝတ်စားသူ့ဟာသူသူသူ့ဟာသူသူရှော်တယ်ဖွတ်တယ်။နောက်ပြီးတော့သူ့ဟာတဏ္ဍာလိမ်ပါညာလိုလိုလေးသိမရှိဘူးပေါ့။ကိုယ်ဒီအပြင်သွားတယ်ဆိုတော့သူ့ညီမလေးသူထိန်းချောင်းပေးတယ်။အငယ်မလေးဆိုလည်းပြောရဆိုရတာ အဆင်ပြေတယ်။သမီးလေးဒါကတော့ဒီလိုရှိတယ်။နောက်ပြီးတော့အရန်ကရောကြီးလည်းပစ္စည်းပစ္စည်းရတယ်မပူစားဘူး။မပူစားဘူး။အဖေအမေရဲ့အရေးချေကိုလည်းတကယ်ကိုတိတဲ့တိတဲ့တကယ်သားသမီးလေးတွေပါ။သမီးအငယ်ရောအကြီးရောတကယ်လိမ့်ပါပါလေ။ဟိုဒီချိန်မှာဘာလို့ဘယ်လိုခေါ်မလဲဆိုတော့ကိုတို့သူတို့ကောင်းကောင်းမွန်မွန်ပြောပြရတာပေါ့။ဒါကတော့ဘလို့လမ်းကြောင်းရှိတယ်။ဒါကတော့ဖေဖေတို့ကတော့ဘလို့ပုံစံလေးပါ။ပြောပြတဲ့ခါသူတို့ကနားလဲ။အခုချိန်အခုတည်းကတို့ငွေရတန်ဖိုးကိုလည်းတို့နားလဲပါ။အခုချိန်တည်းကတို့ကို train ပေးရတာပေါ့။ ။ဘာဖြစ်တဖြည်းဖြည်းသူတို့ကအရွယ်ရောက်လာမှာဆိုတော့အရွယ်ရောက်လာတဲ့အခါကျမှဟိုပြောရတာတဲ့အခုလိုဖြည်း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 ချင်းဟိုဟိုကြီးထွားလာတဲ့အချိန်မှာပြောနေရတာဟိုပို့ပြီးတော့အဆင်ပြေပါတယ်။သူတို့ကလည်းပြောစကားနားထောင်ကြပါတယ်။နော်ကျွန်တော်မဖိုးသေးကိုအားပေးနေတဲ့ပိသက်များကိုအာကျွန်တော်တမီလေးရွှေဒီဖိုးသေးတဲ့ငွေဒီဖိုးသေးတို့နော်သူတို့တက်တော့မှာဟောသူတို့အကလေးတွေအဆူလေးတွေတွေ့လို့ရှိရင်လည်းအားပေးကြပါဦး။နောက်နောက်များအနုပညာလောကတွေကိုပဲ အလုပ်ညာအလုပ်နဲ့ပဲတမန်ညာပြုတော့မယ်ဆိုရင်လည်းပဲထပ်ပြီးတော့အသိပေးပါမယ်အဲကြရင်လည်းအားပေးကြပါအောင်လို့ဒီကနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ